ားလုံးပဲမင်္ဂလာပါရှင်။လာမင်းရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ကြည့်ဆိုပါရစေ။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူဇေယနာရမညာရှင်းတာထားတဲ့တက်ခိုင်နဲ့ဘိုရဲကောင်းကတစီကြီးပြုံးရှင်အပိုင်းနှစ်ကိုထုတ်လင်းပြပါဖြစ်ပါရစေ။ပရိသတ်များအားလုံးကအစလန်းကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။အင်္ဂလိပ်အစိုးရလက်ထက်ဂျပန်နေဝင်လာလို့အင်္ဂလိပ်တပ်တွေစုခွာရခြင်း ရှမ်းပြည်နယ်နောင်တရားမြို့စုံကဗိုလ်ရဲကောင်တစ်ခုမှဆုတ်ခွာထွက်ပြေးတဲ့အင်္ဂလိပ်မျက်နှာပြူအရာရှိတွေရောက်ရှိလို့တော်နေတယ်။အင်္ဂလိပ်အလိုတော်တွေနေရာနဲ့မှစံနေသေးရမို့အင်္ဂလိပ်မျက်နှာပြူအရာရှိတွေကိုမျက်နှာလိုမျက်နှာရလှုပ်ချက်တဲ့ဇူရီကလည်းအများသာအခုလေအင်္ဂလိပ်မျက်နှာပြူတွေလိုအပ်သမျှဖြည့်ဆည်းပေးတယ်။ဘာကြီးမကမြေဝိုင်းဆန်းအဖွဲ့တွေက လူရှင်နဲ့ပြုံးရှင်ကိုဗိုလ်ရဲကောင်ရှိရာဆင့်လော့ကကပြဖျော်ပြစေခဲ့တယ်။ What is his name? His name is Pyongshin and he is a comedian. Oh, very nice. ဘာမသခင်ညဘာပြောတာလဲ။အော်သခင်ညမင်းနဲ့မဲအောင်မေးရကွာ။မေဒီယာသခင်ကြီးတို့ဖြောပြေကားပြရမှာမမေ့နဲ့နော်။မင်းရဲ့အတွက်စုတော်လက်တော်တွေအများကြီးအောင်ငါပြောပြထားတယ်။တေချာကားပြနော်ကြာလာ။ရခင်ကပြုံးရှင်အလုံလုံတဲ့မြေဝိုင်းဆဲအဖွဲပြတ်သွားခြင်း။ရရအလုံလုံရင်မိမနဲ့တားနေရောက် အိမ်တော်ဦးစီးပြပြီးလောက်ကင်ကျွမွေရှောင်းနေရက်ထဲရွာတွေကဖြုံးရှင်ဟာလူရှင်တော်တယောက်မှသိရမို့ရဲရွာဘွဲတွေမှာကားပြဖြောပြဖို့ငှားရကြတယ်လို့အခုလေဖိုးရဲကောင်းမှရောက်တဲ့အင်္ဂလိပ်အရာရှိကြီးတွေကိုကားပြဖြောပြဖို့ဘာကြီးမောင်ကလောက်ခအသက်ပြောင်းဝင်တရားကျက်နဲ့ငှားရနေမိမဖြစ်သူနဲ့တားနှစ်ယောက်အတွက်အလောက်စူးစမ်းနေတဲ့သူဖြစ်တဲ့ပြုံးရှင်ဖို့ငွေတရားဆိုတာနဲတဲ့ပမာဏတော့မဟုတ်ခဲ့ဘူးနေစီလောက်စီဖြတ်တဲ့ မိမရဲ့မွေးဖွားစရိတ်ကလည်းရှိသေးရမို့လက်မခံချက်မေးလက်ခံခဲ့ရသည်ညာအဲ့ဒီညာပြုံးရှင်ရဲ့ကပြဖြုတ်ပြမှုကျင်းနဲ့အားရတဲ့မျက်နှာပြူအရာရှိတွေဟာအသည်ပြောင်းဝင်တရာချက်အပြင်စုတော်ဝင်မြောင်များစွာကိုလည်းချီးမြှင့်ခဲ့သည်တောင်မကျိန်တတ်တဲ့လူကတော့ဘာကြီးမောင်အင်္ဂလိပ်အရာရှိတွေအိပ်ပျော်နေချိန်ဘာကြီးမောင်ကအရာရှိကြီးတအူရဲ့အိတ်ကအတွင်းကစိန်ဆွဲသေးကိုခိုးယူကပြုံးရှင်ရဲ့လူအိတ်ထဲကိုထည့်လိုက်သည်မနက်မိုးနေ့တော့ စိတ်ဆွဲသည့်ပျောက်တဲ့အင်းလင်အရာရှိကြီးဟာပိုက်စိတ်တိုက်လို့ရှာကြည့်တော့ပြုံးရှင်ရလွေထဲမှာပြတ်တွေ့ရနေတခိုးလိုဆွဆွပြီးရရဆက်ဆက်တက်ပြစ်ခဲ့ကြသည်အဲ့ဒီကိစ္စတွေပြီးသွားလို့နှစ်ပေါင်း20ကြာတဲ့အထိနောင်တရားမျိုးစုံမှရှိတဲ့ဘိုးရဲကုန်းကြီးမှာလူရှင်တော်ဝှစ်ဆောင်နေတဆေကြီးကိုတွေ့ရတတ်တယ်ဆိုပြီးပါဇက်ရောက်စဝင်နေရှိခဲ့တယ်ဖေသိန်းဟာဖြစ်ပါမလားကွအဲ့ဒီဘိုးရဲကုန်းကြီးကတရေ၆တယ်လို့ကြားဘူးတယ်နော် ဖြစ်ပါရဖိုကလာရမင်းရလေကြံဖန်ပြီးကြောက်နေရဲ့ဒီလမ်းနေရငါတို့ငငယ်တွေကသွားလာနေတဲ့လမ်းနေပဲဟာ ਉ ကုံတဲ့အလုံးလောက်ကင်နေဖေသိမ့်နေဖိုကလာတို့နောက်တရားမျိုးစီကိုညအချိန်မတော်မှပြန်လာခဲ့ကြသည်သူတို့အပြန်လဲမှာဘိုးဒေကုံကြီးရဲ့ရှေ့ဟာဖြတ်သွားရမှာမို့ဖိုကလာကလမ်းနေခဲ့တယ်နောက်တရားမျိုးအဝင်မှာထီထီကြီးရှိနေတဲ့ဘိုးဒေကုံရှိဟာကိုဖေသိမ့်နဲ့ဖိုကလာတို့ဆက်ဆက်မြက်မြက်ရှောက်လာသည် နောက်ကလိုက်လာရတဲ့ဖိုးကလာခတ်မြရဲတမမနဲ့ပေါ့ဟေးဟဲ့အောင်ဖေးသိငါငါနောက်ကိုဆွဲထားတယ်ကွာလောက်ပောင်ကွာကဲပါဦးဟာမင်းရလေဘာများလဲလို့တိတ်ခိုင်းတဲ့မင်းအင်ကြီးနဲ့ညှိနေရပါကွာတုံတုံငယ်ငယ်ပြောလာတဲ့ဖိုးကလာရဲ့အင်ကြီးနဲ့ညှိရတဲ့ကဖေးသိန်းကဖျောက်ပေးတယ်ကဲရပြီလာသွားစုရှင်နောက်အနေငယ်လောက်ရှောက်သွားပြီးချိန်မှာစောနာလိုထပ်ဖြစ်ပြန်နေဖေးသိန်းငါအင်ကြီးတိတ်ခိုင်းနေညှိပြန်မိထန်နေ လောက်ပါအောင်ဟာဖြုတ်ပေးပါဦးမင်းရလဲကွာအရာရာနဲ့အကြောင်းကြောင်းကြည့်ပေးဘေးဖေငါဖြုတ်ဖြုတ်ဟဲ့အောင်ဖေးသိအင်းကြီးမဖြုတ်ပဲဘာလုံးနေရလဲကွာမြန်မြန်ဖြုတ်လေစကားတော့ဆုံးအောင်မပြောနိုင်ဘူးကြောင်အန်းအန်းရက်နေတဲ့ဖေသိန်းရဲ့အပြုတ်မှုကြောင့်ဖိုးကလာနောက်ကိုလှည့်ကြည့်လာချင်းတွေ့ရတာကစမင်ဖုတ်တိုင်းလက်ဘေးနေရာကနေသွေးတွေစီးကြနေရလူတယောက်အာတတရဲ့ဟဲ့အောင်ဖေးသိန်းပြပြတော့ဟာမင်းမလာနေကွာလာအမြန်လာ ဖေသိန်းနဲ့ဖိုးကလားတို့နှစ်ယောက်သူတို့မြင်နေရတဲ့အရာကြီးကလက်ကနေလောက်အောင်ဖမ်းနှောင်းတဲ့တင်မှာတက်သားတွေကြောက်ပြေတော်တွေအဲ့ဒီနေရာဆလို့ဗိုလ်တဲကောင်မှမကြွမလို့ဖြစ်နေတဲ့နာနာဘဝကြီးတက်ကောင်ရှိနေကြောင်းတရင်ကနောက်တရောင်မြို့လေးတွင်မှာအလင်းအမြန်ပြန့်နှံ့သွားခဲ့တယ်ဒီကိစ္စကိုကြကြထားလို့မကောင်းတော့မို့မြို့မိမြို့ဖားတွေတိုက်မဲ့ပြီးမကြွမလို့ဖြစ်နေတဲ့တဆေကြီးကိုနှင်ထုတ်ဖို့အာဂျီစစ်စင်ရတော်တွေတရက်တော့အထက်လန်းစရာလို့လို့ ဘိန်းတော့ဆရာလို့လို့ဆရာတယောက်ဖေရနေဘလို့တရင်ကြားတယ်ဆိုတာမသိနောက်တရားမျိုးစဉ်ရက်ွက်ကအောက်ချောက်ရေးမှုထန်ရှောက်လာပြီးဘိုတဲကောင်းကတဆီကြီးကိုနှင်ထုတ်ပြေးมาဖြစ်ကြောင်းအဲ့ဒီအတွက်လေအဖိုးအခထိုက်ထိုက်တတချင်းမြင်ရမှာဖြစ်ကြောင်းပြောတော်ဒီအောက်ချောက်ရေးမှုကလေအဲ့ဒီဘိုတဲကောင်းကိစ္စနဲ့တော်တော်ကောင်းချောက်နေရပြီမို့ဘိုတဲကောင်းကတဆီကြီးကိုတော့နှင်ထုတ်ပေးနိုင်ရင်ငွေ3000တိတိချင်းမြတ်มาဖြစ်ကြောင်းပြောလိုက်ပါတယ် အဲ့ဒီညမှာဆေးဆရာတာလာတို့လုပ်ငန်းစတော်တွေအရက်ကဂင်တိုတိုနှုတ်ခမ်းဝင်ဆက်ဆာနေမြင်းသူတိုင်းကတော့တာလာဆေးဆရာလို့ပြောရင်ယုံမဲသူတော့ရှိမှမထင်လက်နဲ့ဖက်မှလေးပရီးတွေပတ်ထားတာများညကုံတုံကုံလက်ထဲမှာဝါးနုကိုဖြတ်လို့ရွှေရောင်ဆေးဆိုးထားတဲ့တောင်ဝေးကိုဟန်ဘာဘာနဲ့ကင်ထားသည်ဒီတက်ဆေးရအတော့ကိုကျမ်းတော်မှုသူတယောက်တည်းကြိုက်တွက်မဲဆိုပြီးဘသူ့အမအဖော်မခေါ်ဘူးတဆေကြီးကိုနှဲ့ထုံးမိဆေးဆရာတာလာတော့ ဘိုးရဲကောင်ရှိရာကိုတော့ရှောက်လာတယ်။ငှက်ဆိုးထိုးတဲ့အလားကျေလောင်နဲ့အသက်ဆိုးကြီးနေစတဲ့မီအော်ဟစ်ဆဲဆူချိန်မောင်းနေ။ဟေးဒီဘိုးရဲကောင်ကြီးမှရှိတယ်။တဆေလိုလိုတရဲလိုလိုအကောင်။အခုချက်ချင်းငါရှေ့ကိုအရောက်လာစမ်းဟိ။မင်းရောက်မလာရင်မင်းနေရဟော်ရီနေရမင်းနဲ့ရှုမှာနော်။အယုဒ္ဓအနတ္တတွေဆဲဆူပြီးရနောက်ဒီဘိုတဲကုံကြီးကိုမင်းနဲ့ရှုပ်ပြမယ်ဆိုပြီးချိန်မပါလေရော။ဒါလဲဘိုတဲကုံကြီးတွေကတဆေကြီးရဲ့တုပ်ပြတ်မှုကိုမရဘူး။ အတန်ဒီပြောင်းနေအောင်အော့ဟစ်ပြီးရနောက်တာလာတယောက်စိတ်ပြက်လက်ပြနေမြေပြင်မောကိုဖိနှိုင်ချလိုက်တယ်ဟူးအမလီမောလိုက်တာငါအတန်ကိုကြပြီးအထရောက်ကောင်းလေထွက်ပြေးသွားပြီနေမှာအုတ်ချုပ်ရင်းမှုစီငွေ3000တော့တောင်းမှုပဲကြံတော်နေဟိဟိဆရာတာလာဆရာတာလာဟဲ့တောက်ဘလို့တော့ဟာလန့်လိုက်တာကောစေးဆရာတာလာထပြမယ်အလို့နောက်ကခေါ်တဲ့အတန်ကြောင့်လန့်ပြီးလှန့်ချင်ပြီးတော့အတအဖြစ် 30ကျော်အရွယ်လူတစ်ယောက်ကိုတွေ့လိုက်တယ်။နေစမ်းမအောင်ကမင်းကဘယ်ရောက်ကောင်းလဲ။ဒီနေရာကိုဘာလာလောက်တာလဲ။ကျုံနာမည်ကပြုံးရွှင်လို့ခေါ်တယ်။ဒီရက်ကွက်ထရပဲလေ။အခုဆရာသားလာဒီဗိုလ်ရဲကုန်းနေရတဆေကြီးကိုဘလို့နှင်ထုံးမလဲဆိုတော့ကြိတ်ကြံလုံးလို့လိုက်လာနေပြ။အုတ်ချုပ်ရဲမှုကိုငါနာဘသူမှမလိုက်ခဲ့ဘူးတေချာမှခဲ့တာပါ။ကျုံကလည်းအုတ်ချုပ်ရဲမှုကိုပြောပြီးမှလိုက်လာတာပါဗျာ။လောက်ပါဗျာ။ ကျုပ်ဆရာတာလာရဲ့ပညာစွမ်းကိုကြည်ကျန်လှပြီရဲ့။အင်းဒီလိုဆိုတော့လေငါပညာစွမ်းကိုပြရသေးတာပေါ့။ကာတေချကြည့်ထား။ဆရာတာလာက ပြုံးရွှင်ရဲ့ရှေ့မှာဟန်ပါပါနဲ့လက်ထရတာဝေးကိုမြှောက်ပြီးညကြီးဘော်ကိုရိုက်ချရီ။တိတ်ဆိတ်နေတဲ့ညဘက်မှာညကြီးကိုတုံးနဲ့ရိုက်တဲ့တန်ကပြန်ကနေပြန့်နှံ့သွားပြီးအိတ်တက်တက်နေတဲ့ငှက်တွေတောင်လှမ်းပြီးပြန်ပြေးကုန်ချရီ။ငါပညာစွမ်းကိုညင်မြတ်လာဟိ။ဟာဟာဟာ။ဟင် ဆရာသားလာကထင်တော့လည်းမစွမ်းမှာဘူးကျုပ်ကိုကြည့်လိုက်စမ်းမအောင်ပါလေမင်းကငါပညာစွမ်းကိုမယုံရော့အာအာတရိပ်တရိပ်ဖြိုကဲကဲစားပါဦးဆရာသားရမြင်ရတာဟာခေါင်းကိုဖြုတ်ပြီးလက်နဲ့ကြိုက်ထားပြီးပြုံးရှင်ကိုပေါ့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ဆရာသားလာခမညာသွေးပြက်ပြီးငဲတန်ပေါအော်လို့နေရာကနေထွက်ပြေးတော့လေဟေးလူခမညာပဲကျုပ်ကိုနှိမ့်ထုံးမလို့ဆိုနေုံးလေဗျာမနေဘူး လုံးဝမနေဘူးဟိဒီလိုကြလေကြောက်တတ်သားပဲဟာကိုရဖာရနဲ့ပြေးသွားတဲ့ဆေးစရာတာလောက်ကိုကြည့်ရင်တဆေကြီးပြုံးရွှေတယောက်တဟာဟာနဲ့သဘောတွေကိုကြားနေတယ်ဘဲစရာတွေပဲလာလာဆေးစရာတာလောက်လို့အဖြစ်မျိုးနဲ့ကြုံရပြီပြန်ပြင်းရတာမို့နောက်ဆုံးတော့ပရိတ်တရားနာဖို့ပြီးစီစံလိုက်ရတယ်တဆေကြီးပြုံးရွှေကလည်းပရိတ်တရားနာနေချိန်ဆိုရင်ဘိုးရဲကောင်းနဲ့မလန့်မကန်ကဇေယအိုကြီးမှခေတ္တသွားလျှောက်ပြီး ပရိတ်တရားပြီးချိန်မှပြန်လာလိမ့်တော်ရှိတယ်။ဒီလိုနဲ့ပဲဗိုလ်တဲကောင်းတစေကြီးပြုံးရှင်းကိုနှိထုတ်ဖို့ရာအခက်တွေ့ခဲ့တယ်။တရက်တော့ဥပရိယောက်တီတီချီချီနဲ့ဆေးစရာတရာအုတ်ချုပ်ရဲမှုထံရောက်လာပြန်တယ်။ပြုံးအိမ်ရှင်တို့ဒါအုတ်ချုပ်ရဲမှုအိမ်လား။အေးကွာငါတရက်ကွာကအုတ်ချုပ်ရဲမှုဆိုပါတော့မောင်ရင်ကဘာကိစ္စရှိလို့လဲ။ဒီရက်ကွာဆုံကဗိုလ်တဲကောင်းမှရှိရတစေကြီးကိုဘလို့မှနှိလို့မရဖြစ်နေတယ်ဆိုပြီး ်တရင်ရလို့လာခဲ့တာပါအုပ်ချုပ်ရမှုကလည်းအရင်ဆရာတွေလိုခွေးပြေးဝက်ပြေးပြည့်ရမယ်ဆရာမျိုးအထင်နဲ့တစေရီတို့နှစ်ထောက်ပေးနိုင်ရင်ငွေသားဘလောက်စုချင်းမြတ်မှဖြစ်ကြောင်းပြောတော့ဒေါသထွက်သွားတဲ့ဆေးဆရာကအော်တော်တယ်ဘာဗျကျောက်ကိုခမ်းမြောက်တွေ့ဘူးတဲ့ဆရာတွေလိုမျိုး အသက်ပြဆရာထင်းနေရလားကျောက်ကစေတနာတတ်တတ်နဲ့ကိုကြီးပေးမလို့လာတာကိုကျောက်စေတနာကိုစော်ကားလိုက်တာလားအဲအဲ့လိုမဟုတ်ဘူးငါတို့ရဲ့အိုးရ မသိလို့ပြောမိရခွန့်လို့ပါကွာမိစက်တဲ့ဆေးစရာလူငယ်ကြောင့်အောက်ချုပ်ရမှုဟာချက်ချင်းပဲပြန်ပြီးတောင်းပန်လိုက်ရည်ဒါဆိုကြုတ်ပြင်ဆင်စရာရှိရည်ပြင်ဆင်ရမှာမို့ဖခင်ကောင်ကိုခဏပေးတော့လို့ရမလားရရတယ်ငါတို့အူကြီးအိမ်ကဖခင်ကောင်ကိုကြိုက်တယ်လို့တောင်းလို့ရပါတယ်ကြွပါကြွပါအောက်ချုပ်ရမှုခေါ်ဆောင်ရနောက်ကိုလိုက်လာတဲ့လူငယ်ကဖခင်ဆင်ရှိရောက်တာနဲ့ဖခင်ဆင်လူတော်ကိုအိုးတိုက်ပြီးတရားထိုင်မှုပြန်တော်တယ် ိုဟိုလေဒီကငါတို့ကြီးနမေဘယ်လိုခေါ်လေကျုံနမေတက်ခိုင်းလို့ခေါ်ပါလေညမရောက်ခင်ကျုပ်ကမ္မထမ်းထားရမှာမို့ကျုပ်ကိုအနောက်ရှက်မပေးပြီနေလို့ရမလားဦးကြီးမောင်ရတာပေါ့ငါတို့ရင်တင့်ရတာပေါ့ဒါဆိုဦးကြီးအောက်ကနေပြီသွားဆောင်နေမယ်နော် သူ့နမေကိုတော့ပြောမပြပဲတင့်ရလူငယ်ဆေးဆေးရဟာတာမဲ့လို့မဟုတ်ဘူးဆိုတာသဘောပေါက်လိုက်တဲ့ဦးကြီးမောင်ကတက်ခိုင်းကိုဖျားကမ်းမှထားပြီး အင်ရောက်ကဧကန်စပွဲမှာထိုင်ဆောင်နေတော့တယ်။ညနေဆောင်တော့တရားမှတ်လို့ပြီးသွားတယ်။တက်ခိုင်ကအင်ရောက်ကိုဆင့်ပြီးဘိုးရဲကုံရှိရာတယောက်ထဲပဲထွက်သွားတယ်။ကျုပ်ဒီညသွားမှာကဘိုးရဲကုံအနီဟာမြင်အပ်မမြင်အပ်ဝိနည်းရသရဝါရီကိုမြစ်တာပို့ဖို့သွားမှာ။ကျုပ်ရဲ့လုပ်ငန်းကိုတော့လာပြင်းညမတိုက်ခင်ပြီးအောင်လုပ်ပေးပါမယ်။ဒါဖြင့်ငါတို့ပြန်လာရင်စားဖို့အစင်းတဲ့လှူထားလိုက်ရမလား။ကျုပ်တွန်းတဲ့အပင်မမခံပါနဲ့။ ကျောက်ကဥပုံစောင့်ထားတာမို့ညစာမစားတော့ဘူး။ကောင်းကောင်းမင်ကတူဦးကြီးမောင်ကတော့သူ့ကိုကြောခိုင်းပြီးတော့ထွက်သွားပြီ။တက်ခိုင်ကိုနောက်ကနေငေးကြည့်နေမိရင်ဘိုရဲကောင်ရှိရာရောက်လာတဲ့တက်ခိုင်ကထိုင်လို့ကောင်းမယ့်နေရာတစ်ခုရွေးပြီးစားရောက်ချိန်တွေကမြေတာတော့ကိုပွားများကညင်အပ်မမြင်အပ်ဝေနေရတရဝါရီအဆက်မပြတ်မြေတာပို့လို့ပြီးပါရီမြေတာပို့ပေးပေးသားတော့တင်မြေခွေထားပြီးကမ္မထန်တရားကိုမှတ်ရင် မလုံးမရှက်ညှိတတ်နေခဲ့သည်ရှင်းနေပေါင်းများစွာတွေကတီရှိနေရဘိုးတဲကုံကြီးရဲ့အနီးမှာမကြမလော့သေးတဲ့ပုံကိုယ်ကြီးဟာတက်ခါရဲ့အပြုအမူကြီးမှနဲ့တက်တာမို့လာရောက်နှောက်ရှက်ကြပါရောတက်ခါရဲ့ရှင်နာကဘိုးတဲကြီးကိုရိန်ထိုးနေအောင်ကင်လုပ်ပြကြသည်ဘေးပတ်ဝန်းကျင်ကအပင်နေလဲလေမတိုက်ဖြင့်ရိန်ထိုးနေရပေါ့ဘာတွေပဲဖြစ်လာဖြစ်လာဂယုမဆိုင်တဲ့တက်ခါကတော့သူ့လုံးစရာရှိရာကိုဆက်လောက်တယ်ခဏလောက်ကြာတော့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငိမ့်သက်သွားပါလေတက်ခိုင်ကတော့မလုံးမရှက်ငိမ့်နေတော့မေးတက်ခိုင်နဲ့မလန့်မကန်ကညီကြီးတဲကနေအယိုးကြလူမတန်ရုပ်ပြက်ဆင်းမြတ်တရံမျိုးစုံနဲ့မကောင်းဆိုးဝါးတွေဟာတက်ခိုင်ရှိအောင်ပြေးလာကုန်ကြသည်မျက်လုံးကိုစုံမိတ်ထားရင်တရားမှတ်တဲ့တက်ခိုင်ရဲ့မျက်နှာဟာကြောင်ရုံတုံတုံကျဲတစမ်းမှရှိမနေခဲ့ဘူးတက်ခိုင်ရှိအောင်ပြေးလာတဲ့နာနာဘဝမကောင်းဆိုးဝါးတွေတက်ခိုင်ရဲ့အနာရောက်လို့ဆက်ဆက်မှာ ရွှေရောင်ကုန်ချာကြီးတစ်ချက်ပေါ်လာနေအဝေးရောလွင့်စင်ပြီးပျောက်ကွယ်ကုန်ကြတယ်။အဲ့ဒီဖြစ်ပျက်ကိုအစအဆုံးမြန်လိုက်ရတဲ့တဆေကြီးပြောရှင်ကတရားထိုင်နေတဲ့တက်ခိုင်ဟာအရင်ကသူ့တွေ့ဖို့တဲ့ဆရာရီလိုမဟုတ်မှန်းချက်ချင်းပဲသဘောပေါက်သွားတယ်။တဆေကြီးပြောရှင်တင်းရွက်၆တွေပေါ်ကိုနှင်းဖြတ်ရင်တက်ခိုင်ရဲ့အနာကိုဖြည်းဖြည်းချင်းတိုးကပ်လာခဲ့တယ်။သူ့ရဲ့လက်ကြီးကိုအကြီးကြီးဖြတ်သွားအောင်ဖန်ဆင်းလို့တက်ခိုင်ကိုအမိအယဖန်းကန်လိုက်ပါတယ်။အောက်မလေးပြ ပို့ပို့လိုက်တာဗျာမိသားနဲ့တို့တယ်လို့လက်ကိုအပူလောင်သွားတဲ့တဆီကြီးပြုံးရှင်ဟာနောက်ကိုဆုတ်သွားတယ်ဒေါသဖြစ်ဖြစ်နဲ့တက်ခိုင်ရှိအောင်ကြည့်လိုက်တော့တက်ခိုင်ရဲ့ဘေးမှာရွှေရောင်ချက်ဝဲတစောင်းအပြင်းနဲ့နတ်စစ်တီတော်နှစ်ပန်းကိုတွေးလိုက်ရတာမို့ရွှေတိုးမဲသူရင်ခြေလန်းနေရက်တက်သွားတော့တယ်ရှေ့ကိုဆက်မတိုးရတော့ပြီတဆီကြီးပြုံးရှင်ကတက်ခိုင်ကိုအဝေးရနေညထောင်နေကြီးတွင်နဲ့စိုက်ကြည့်ရင်လဲကြတော်တန်ကြားရတဲ့အချိန်မှာတက်ခိုင်တရားမှတ်တာနားလို့ မတ်တပ်ရန်လိုက်တယ်။သူရှိမှမျက်ထောင်နေချင်းနဲ့စာကြီးရဲ့တစီကြီးပြောရှင်ကိုပြုံးပြလိုက်ပြီးရနေလှည့်ပြန်သွားတယ်။တက်ခိုင်တယောက်သူ့ရဲ့နှောက်ကြောစီကကြောချမ်းစရာတောက်ခေါက်လိုက်တဲ့အတန်ကိုကြားပြီးမိတောင်းလုံးချက်မရှိပဲရှေ့ကိုဆက်လျှောက်သွားခဲ့တယ်။အမလီငါတို့ဤပြန်လာနိုင်သေးရဲ့နော်။အိုးရစိတ်တွေပူနေရကော့။ကြောက်တာမပူပါနဲ့။ဒါနဲ့မင်းညကြောက်ဖို့ရဲကောင်းကိုသွားနေတော့ဘာတွေများထူးခြားသေးတော့ဗျ။ထူးခြားတာမှ အတော့ထူးခြားတာငါတို့ရဲ့ဘိုးရဲကောင်းကြီးဘက်ကအုံးဆိုးတဲ့ပောက်ကွဲတဲ့အတန်ကြီးကြားလိုက်ရပြီးချိန်မှာရက်ကွက်တယောက်ခွေးတွေဥလိုက်တာများနားရင်ညီးလို့ပါကွာကောင်းပါပြီဒါဆိုကြုတ်ကိုလက်တန်းစင်ပြီးဖះရရှိခိုးအောင်မေငါတို့အတွက်လိုအပ်တာတွေအလုံးပြည့်စင်ထားတယ်နော်ကျေးဇူးတင်ပါတယ်ဦးကြီးရပါတယ်ကွာငါတို့ကဦးကြီးတို့ရဲ့အခက်ခဲကိုဖြေရှင်းပေးရနေဆိုင်ဒါလည်းအသေးမှားလေးပါတက်ခိုင်ကဦးကြီးမောင်ဖြေရှင်းပေးထားတဲ့အတိုင်း ကိုလည်းတက်စင်လို့မနှက်စာစားပြီးရနေဖခင်ဆင်းနူတော်ရှေ့မှာပြန်ထိုင်နေဒီနေ့လေတနေကုန်ဖခင်ကန်းနေရမထွက်ပေကမထမ်းမှတ်နေတဲ့တက်ခိုင်ကိုကြည့်လို့ဦးကြီးမောင်တယောက်ပီတိတွေဖြစ်ရသည်။အော်ဒီကောင်လေးတော့ငါရဲ့သားလေးဖြစ်လိုက်ရင်ဘလောက်ကောင်းလိုက်မလဲနော်။တက်ခိုင်မကြောက်အောင်ဦးကြီးမောင်တကူတွေတီတို့ရေရော့နေရပေါ့။ဒီလိုနဲ့ညနေဆောင်တော့တယောက်မှတ်နေတဲ့တက်ခိုင်ကအိမ်အောက်ကိုဆင်းလာသည်။ဟာငါတို့လာကွာ။ ဒီမှာထိုင်ပြီးအကျန်းရည်လေးတောက်အောင်။ဦးကြီးမောင်ရဲ့ဖိတ်ခေါ်မှု တက်ခိုင်မငင်းတော့ပေဘေးမှာဝင်ထိုင်နေ။ဆက်စုရလို့တော့မထင်မှနဲ့ငါတို့ဟာငါတို့ဟာဦးကြီးတို့ကိုကြီးတောင်းထားတဲ့ကိစ္စကိုဖြေရှင်းပြီးရင်ဘဲတော်တော်မယ်လို့စိတ်ကိုလေကြုတ်သွားရမယ့်နေရာကအတိတကျမရှိဘူး။ဒီလိုပဲညမာပြီးအထက်ပိုင်းအနှံ့သွားရင်လေစိတ်ကုပေးတာပါ။အော်ဒီလိုလား။ငါတို့ရို့ဦးကြီးစိတ်မှခေါ်ထားချင်လို့မေးကြည့်ရပါကွာ။ဟာဒီလိုတော့ဘယ်ဖြစ်မလဲ။ ကျောက်ကတဏျာထဲမှာအကြိုင်းနေရတာကြိုက်တဲ့လူမျိုးမဟုတ်ဘူးဗျ။ဒါဆိုလဲဦးဤဆက်မပြောတော့ဘူးငါတို့ဟာ။ကျောက်ပြောစရာတခုရှိသေးရဲ့။ဟင်။ဘာများလဲငါတို့ရဲ့အာမနာနဲ့တော့ပြောတာပြော။ကျောက်ပြောစရာရှိရဲဆိုတာကတခြားတော့မဟုတ်ဘူး။ကျောက်ကိုချင်းမြင့်မယ်လို့ပြောထားတဲ့ငွေ3000ကိုတောင်းပြီးဘိုတဲကောင်မှရှိတဲ့မချွတ်မလို့တိတ်တာပုပ်ကိုကြီးကိုရည်စိုးပြီးတော့ကုသိုလ်လုပ်ပေးပါ။စိတ်ချငါတို့ရဲ့အဲ့ဒီကိစ္စတော့တော့မပူနဲ့။ကောင်းပါပြီ။ ဒါဆိုကြောက်ကိုခွင့်ပြုအောင်တက်ခိုင်ဦးကြီးမောင်နှုတ်ဆက်ပြီး သူ့လုံးရမယ့်တာဝဲအတွက်ဗိုလ်ရဲကောင်ရှိရာထွက်သွားသည်ကြံရင်ခဲတဲ့ဦးကြီးမောင်ကတော့တက်ခိုင်ရဲ့နှောက်ကြောင်းငေးမောင်ရပေါ့ဒီဗိုလ်ရဲအတွက်မှရှိတဲ့မချွတ်မလော့တဲ့ရပေါ့ကိုငါရှိမှကိုထင်ပြဆန်းနေဝင်သွားတာနဲ့ကြီးမားတဲ့ဗိုလ်ရဲရဲ့ရှိမှတက်ခိုင်မတက်ရက်ပြီး အမိတ်ပြန်လိုက်တယ်အမိတ်ပြန်တဲ့အဆုံးမှာတော့တောင်ရှိပစိုးကိုကြကြနာနာဝစ်စင်နဲ့တဆိုင်ကြီးပြုံးရှင်ပေါလာနေတယ် တင်ကြည့်ရတာမသေးခင်ကဇက်အဖွဲလေးကလူရှင်တော်ထင်ရင်သိဟုတ်တာပေါ့ငါနာမည်ပြုံးရွှင် အခုတော့တစီကြီးပြုံးရွှင်မှာကွာဒါဆိုလေကြုံပြောတာကိုသေချာနားထောင်ပါမကြခင်တင်ကိုအကျွတရားနာဖို့လာခေါ်ကြလိမ့်မယ်အဲ့ဒီအချိန်မှာဟောကြားမယ့်တရားကိုကောင်းစွာနာကြပြီဒီဘဝထက်ပိုမိုကောင်းမွန်နေဘဝစီကိုသွားပါတော့ဒီဘဝမှာပျော်လွန်းနေရကွာမေးခိုင်းတဲ့လုံရအောင်ငါမေးကြုံမဟုတ်ဘူး ကျော့ဘက်ကမြေတားရှေ့ထားပြီးကောင်းကောင်းပြောနေတော့မှလက်ခံလိုက်ပါ မဟုတ်ရင်တော့ကျုပ်ဆိုးမဆုံနဲ့နော်အောင်မစေးစောင်းနေရဲ့အစွမ်းနဲ့မန်တက်နေရဲ့ကောင်းကောင်းများငှားလာပြီးတရားဟောနေတယ်သေစမ်းကွာအစမတန်ကြီးမားနေလောက်ပါချင်းနဲ့တော်အောင်အောင်မြေအောင်ရိုက်ချောင်းတော့အနာအဖုံနေလုံကနေကိုတက်လာတယ်ဖုံနေအလုံးပြောက်ခွေသွားချိန်မှာနေရမှာရက်မြဲရက်နေစိတ်တက်ခိုင်ကိုတွေ့ရတာမို့ပြုံးရှင်တစ်ချက်တုံသွားတယ်ဟွန်း မင်းကိုငါလက်ဝါးရင်နေတေးချောက်ရိုက်လိုက်တာပါမင်းဘာမှမဖြစ်ဘူးလားဘာမှမဖြစ်လို့ရမ်းနေရလေမတွေ့ဘူးလားပြုံးရှင်နောက်ကိုဆုတ်သွားပြီးတော့သူ့ရန်လက်ဘင်းကိုကင်ကခေါင်းကြီးကိုဆွဲဖြုတ်တယ်နောက်တော့တက်ခိုင်ရှိရာစီကိုအားကောင်လှည့်ပြီးတော့ပြတ်တော့တယ်သူရှိရာတဲတဲကြီးလာနေတယ်ခေါင်းပြက်ကြီးကိုခြေထောက်နဲ့ထိပြီးချင်းလောက်ခတ်တယ်လို့တော့နေပါတယ်ဟာကောင်ငါငါမိုးလာပြီဟာငါရဲ့ခန္ဓာကိုယ်နေခေါင်းနဲ့ပြန်ဆက်ပြီးတော့မခံနိုင်တော့လို့ အချိန်လေးကြာလာတော့ခေါင်းပြက်ကြီးကသူ့ကိုခန္ဓာကိုယ်နဲ့ပြန်ဆက်ပြီးတော့တောင်းတမမှန်ပြောလာသည်ဒီအတိုင်းတော့ဖယ်ရမလဲမင်းတို့တရားနာဖို့ပြောထားတယ်မလားငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်မင်းရဲ့ခန္ဓာကိုယ်နဲ့ခေါင်းကိုပြန်ဆက်ပြီးမယ်မလုပ်ဘူးဆိုရင်တော့မင်းရဲ့ခေါင်းကိုချင်းလုံးခတ်တယ်လို့ဆက်ခတ်နေမှာပဲလောက်လောက်ပါမယ်ကွာမင်းပြောတဲ့အတိုင်းအကုန်လုပ်မယ်ငါရဲ့ခန္ဓာကိုယ်နဲ့ပြန်ဆက်ပြီးပါတော့တော်တော်မူးနေပြီမို့လို့ပါတဆေကြီးပြောရှင်ခံနေပြီတော့မှ ခေါင်းပြန့်ကြီးကိုခြင်လုံးလိုသဘောထားပြီးခတ်နေတဲ့တက်ခိုင်ကရှက်ပြီးခေါင်းနဲ့ခန္ဓာကိုပြန်ဆက်ပြီးရော်ရီမင်းကအတော်ခြေပြင်းနဲ့ကောင်းမင်းအပပမူးလိုက်တာကွာဟဲ့မင်းကောင်ဂရီပေးပြီးပြီနော်ကိုလီကူမလုံးမမကြမ်းနဲ့အေးအေးပါကွာငါမင်းကိုဂရီပေးထားတဲ့အတိုင်းလုံးပါပါဒါဆိုလဲပြရပဲငါတော်ပြီတက်စိတ်ကြီးပြုံးရှင်ကတက်ခိုင်ရဲ့ဇက်ကအတိုင်းအကုန်လုံးပါမင်းလို့ဂရီပေးရနေတယ် တက်ခိုင်ဗိုလ်ရဲကောင်ရှိရာနေရာကနေလှည့်ပြန်သွားတော့တယ်။တက်ခိုင်ဘယ်သွားမလို့လဲ။ငါကတော့မင်းကိုအခုမင်းရှိသေး။နောက်တရမျိုးလေးမှဆက်ပြီးရှိနေစေသေးတယ်။မြမပြီးအထက်ပိုင်းတက်ခွန်းလုံးမှငါတို့ခိုင်းရဲ့ကောင်ကို အများသိအောင်ဖော်ပြလိုက်စမ်းကွာ။တရအတန်ကဘသူအတန်လဲဆိုတော့တက်ခိုင်းရဲ့စိတ်ထဲရနေသိခဲ့တယ်။သွားပေါ့ရောက်တက်ချက်ပြောင်းလို့သူ့ရဲ့ခြေလန်းနေဦးကြီးမောင်ရဲ့အိမ်ရှိဟောင်စီကို ပြန်လဲဦးတည်တယ်။အဲ့ဒီအတန်ပိုင်ရှင်က ဘာလို့လဲဆိုတော့နားဆင်သူ ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ပါ။ကျမတို့ channel ကထုံးလေးတင်ဆက်ပေးခဲ့တဲ့ သက်ခိုင်နဲ့ဘိုးရဲကောင်းကတဆေကြီးပြောရှင် အပိုင်းနှစ်ကိုတော့ဒီနေရာပါပဲရန်နာခွဲပြပါ။နားဆင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။